ဝင်မင်္ဂလာပါ share မိုင်စင်ကောင်ကနေပြန်လေးကြိုဆိုလိုက်ပါတယ်အခုဒီ PJ ကနေ PP ကိုပြောင်းပြီးတော့ငါးနှစ်ရတဲ့တက်တန်းရှိတဲ့လူလည်းရှိတယ်ပြီးတော့တစ်နှစ်ပဲရတဲ့လူလည်းရှိတယ်ပေါ့နော်အဲ့တော့ကိုယ့်လက်ထဲကိုဒီတစ်နှစ်ပဲရတဲ့ PP ဇာအုပ်ရောက်လာခဲ့လို့ရှိရင်ငါးနှစ်ရအောင်ဘယ်လိုပြန်လုပ်မလဲအဲ့ဒါလေးကျွန်တော်ရှင်းပြပေးမယ်ခင်ဗျအခုကျွန်တော်သိရသလောက်ကတော့ဒီ PG ကနေ PV ကိုချိန်တဲ့အခါမှာလင်းလက်မှတ်အသွားပြန်ပြနိုင်တဲ့သူတို့တကယ်9နှစ်ရတယ်ကျွန်တော်လည်းတကယ်လုပ်ပြီးတဲ့9နှစ်ရအောင်မပြတဲ့လူတွေကတော့တစ်နှစ်ပဲရတယ်ပေါ့နော်အဲ့တော့ဒီတစ်နှစ်ပဲရတဲ့လူတွေကစာအုပ်လက်ထဲရောက်လာလေခလို့ရှိရင်တက်တန်းကုန်သွားတဲ့အခါမှာပြန်တိုးလို့ရှိရင်9နှစ်ရနိုင်လားအဲ့ဒါဒီမိသားအရည်အများကြီးပေါ့နော်အဲ့တော့ဒီကိုလက်ထဲကိုတက်တန်းတစ်နှစ်ရှိရဲ PV ရောက်လာလို့ရှိရင်နိုင်ငံပြင်ပကိုထွက်ပြီးပြန်လာတဲ့အခါမှာတက်တန်းတိုးမယ်ဆိုရင်တော့ ီ PV စာအုပ်ကိုပဲ9နှစ်တတန်းရမယ်လို့ကြားတယ်။အဲ့လိုမှမဟုတ်ပဲနဲ့ကိုယ့်လက်ထဲကိုရောက်နေတဲ့ PV တတန်းရှိတဲ့ဟာကိုမြန်မာနိုင်ငံမှာပဲကုန်သွားတယ်။ဘယ်နိုင်ငံမှမထွက်ဘူး။ကုန်သွားတဲ့အခါမှာတတန်းပြန်ထိုးမယ်ဆိုရင်တော့ဒီ PJ စာအုပ်ပဲပြန်ထွက်မယ်ဆိုတဲ့တတင်းကြီးရနေတယ်ပေါ့နော်။ကျွန်တော်စီမှာအဲ့တော့ဒီတတင်းအတိအကျ ်တည်င်းတီးကြတော့မဟုတ်သေးဘူးဒါပေမဲ့အဲ့ဒီတည်င်းနေတော့ကျွန်တော်ဒီမှာရနေတယ်ပေါ့နော်အဲ့တော့တကယ်အတီးကြထွက်လာတဲ့တည်င်းကြလို့ရှိရင်တော့ကျွန်တော်တစ်ချက်ဗီဒီယိုပြန်တင်ပေးပါမယ်ခင်ဗျအဲ့တော့ PG ကနေ BB ကိုချိန်ကျင်တဲ့လူတွေကျွန်တော်ကိုဒီ comment မှာ comment အောက်ကနေမေးလို့ရပါတယ်ဒီ chat box ကနေလည်းမေးလို့ရသူကျွန်တော်ရဲ့ဒီ page first step one store service passport one store service ဆိုတဲ့ page ကိုလည်းလာမေးလို့ရတယ်ပေးရလဲတခြားလူမဟုတ်ဘူးကျွန်တော်ကိုယ်တိုင်ပါပဲအဲ့တော့ပေးမှာအကူတို့မေးသမျှတွေအမားတို့မေးသမျှတွေ အမြန်ဆုံးနဲ့ drop line ပြန်နိုင်အောင် admin 3ယောက်ရှိတာပါတယ်အဲ့တော့အချိန်မီရွေးအဆင်ပြေတဲ့အချိန်အကုန်လုံးလာမေးလို့ရတယ် passport နဲ့ပတ်သက်ပြီးတော့စာပေအပ်တာပဲဖြစ်ဖြစ်မအပ်တာပဲဖြစ်ဖြစ်ပေါ့နော်လာမေးလို့ရပါတယ်ခင်ဗျအဲ့တော့တရင်အတီချထွက်လာတဲ့ခါကျရင်တော့ကျွန်တော်ဗီဒီယိုတင်ပြပါမယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဆက်တွေ့ပါမယ်ခင်ဗျ